ထိုင်းမှာဖန်စီမိတဲ့မူရစ်ဆေးဝါအများအပြားဟာကရင်လက်နက်ကင်အဖွဲ့ရင်းနဲ့ဆက်ဆက်ပတ်သက်နေရဆိုတဲ့စွပ်စွဲချက်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘက်ကညှင်းဆိုထားပါတယ်။ဒီကြောင့်ကိုပီတာကတင်ဆက်ထားပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်အရဖန်စီရမိတဲ့မူရစ်ဆေးဝါတွေဟာကရင်လက်နက်ကင်တွေနဲ့ဆက်ဆက်မှုရှိနေနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကရင်အမျိုးသားစည်းရုံး KNU လက်အောက်ခံကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘ ਹੁ စစ်ဦးစီးဌာနချုပ်က မလ26ရက်နေ့မှာအဲဒီမူကြီးစီဝါရီနဲ့သူတို့လောကမတက်ဆိုင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကလည်းဟောပါဗော။ဒီထိုင်းနိုင်ငံထဲမှာဟို21ရက်နေ့ကအဲမိတဲ့မူကြီးစီဝါကအဲတည်င်းထွက်တဲ့အပေါ်မှာဟောပါဗော။ဒီနေဇတ်ဒေတာကင်းအဖွဲ့အစည်းတစ်ခုခုနဲ့ဆက်ဆက်ပတ်သက်ပါတယ်ဆိုတဲ့အလိုမျိုးအဲအလိုမျိုးထွက်ပေါ်တဲ့အပေါ်မှာကျွန်တော်တို့အဖွဲ့အစည်းပေါ်မှာဗောနော်ရုပ်ထင်းကြောင်းထင်းဖြစ်နိုင်တဲ့ ပေါ်မှာပဲကျွန်တော်တို့ကကျွန်တော်တို့နဲ့အဲအဲ့ဒါကိုလုံးဝဆက်ဆိုင်မှုမရှိပါဘူးဆိုတာကိုနော်အများကြီးအောင်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ထားနိုင်ငံတက်ခရိုင်မဲဆောက်တက်လမ်းမကြီးပေါ်မှာမိလ23ရက်နေ့ကကိုတင်ကားကြီးတစည်းပေါ်မှာဝက်ထားတဲ့စိတ်ကြွစီပြာ section တန်း ice mu yis he 950 kg နဲ့ကက်တမင်စိတ်ကြွစီ300 kg ကိုထိုင်အာနာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်အရအဲ့ဒီမူရေးဆေးဝါးတည်လာတဲ့ကားဟာကရင်နယ်ချားဆောက်တပ်ထိတ်ချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့ကနေမဲဆောက်မြို့နယ်မဲကလုံရွာဂိတ်ဂိတ်မ48ကိုဖျက်ပြီးမလာ20ရည်နေမှာ တရားမဝင်တည်ဆောင်လာတာလို့ဆိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီမိုကရေစီအကျိုးပြုရေးတက်တော့ DKPA ကလည်းသူတို့နဲ့မဆိုင်ဘူးလို့ဗိုလ်ချုပ်စောစောင်းအောင်ကမလ23ရက်နေ့မှာ KIC တည်င်းဌာနကိုပြောကြားခဲ့ပါရယ် KNU စတင်တည်ထောင်ချိန်ကလေးကမွေးရေးစေဝါနဲ့ပတ်သက်ရင်တင်းကျပ်တဲ့မူဝါဒတွေချမှတ်ထားပြီးသားလို့ KNL ကပြောပါရယ်အော်ကျွန်တော်တို့ရဲ့မူဝါဒမှာကတော့ဒီဘူရီစီဝါတို့ကတော့လုံးဝပြောမစွင့်တော့တိုင်းမြစ်ထားတဲ့ အဲ policy ရှိပြီးသားပေါ့နော်ဒါတွေကိုကျွန်တော်တို့ကထုတ်လို့မရဘူးစိုက်ပြုတ်လို့မရဘူးရောင်းဝယ်လို့မရဘူးဖြန့်ပြူလို့မရဘူးဆိုတာနော်ဒါကျွန်တော်တို့ရဲ့အဖွဲ့အစည်းရဲ့ကျွန်တော်တို့ဟိုအဖွဲ့အစည်းစတင်ဖြစ်ပေါ်တဲ့အချိန်တွေကဟိုကျွန်တော်တို့တွေမူဝါဒချတာပြီးသားပေါ့နော်ထားရတဲ့အဖွဲ့ကဒီမိုရေးစီဝါအပြောင်းအများဖန်စီရမိပြီးနောက်ထားမြန်မာနယ်စပ်တခရိုင်မဲဆောက်ဒေသရှိနယ်စပ်ဖြတ်ကျော်ရေးဂိတ်60ကိုထိုင်းအနာပိုင်တွေကချက်ချင်းပိတ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ် ခုလိုနေဆက်ဂိတ်တွေကိုပိတ်လိုက်ချင်းချောက်ကုတ်တဲတွေအတွက်အခက်ခဲတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ထိုင်းအနာပိုင်တွေအနေနဲ့ဒီအမိတ်ကိုပြလဲတုတ်တက်ပေးဖို့ကုတ်တဲတွေကတောင်းဆိုနေကြတယ်လို့ထိုင်း PBS သတင်းမှာဖော်ပြထားပါဗျာ။